အဲ့ဒီဂျွန်လ17ရက်နေ့မှာပဲကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီကျွန်တော် Boeing share ပေါ့နော်ဒီ Boeing လေကြောင်းလိုင်းရဲ့ share တွေက20ရာခိုင်25ရာခိုင်တော့မြင့်တက်သွားတယ်နော်25ရာခိုင်တော့မြင့်တက်သွားတယ်ဆိုတော့ Boeing share တွေကနော် share တစ်စုကိုဘယ်လောက်ထိရောက်သွားလဲဆိုတော့ကျွန်တော်က215ဒေါ်လာတိမြင့်တက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့နော်ကျွန်တော်အဓိကအကြောင်းရင်းကတော့ကျွန်တော်ဒီ ာတာလေချောင်းလိုင်းပေါ့ကာတာလေချောင်းလိုင်းအတွက်လေရင်အစီး230တကယ်လေရင်အကြီးကြီးတွေပေါ့နော်ဟောလေဒီကျွန်တော်ခီးတဲ့စီးတဲ့လေရင်အကြီးကြီးတွေအစီး250မှာကြားလဲမှာကြားလိုက်ရောအမမှာသာလဲရောက်လာရောဘိုးင်းရှယ်ယာဈေးနှုန်းကကျွန်တော်က25%ဘောင်းဆုံးမြင့်တက်သွားပြီးတော့တရှယ်ယာကို215.3ဒေါ်လာအထိဒါဖြစ်သွားတာပဲဖြစ်ပါတယ်เนาะ အဓိကတော့ဒီလေးရင်ပြန်နော်ကာတာလေကြောင်းလိုက်ကအများကြီးဝယ်တော့ဘူးနော်အဲ့တော့အများကြီးဝယ်တယ်နော်အများကြီးဝယ်တဲ့အတွက်အမလာရောက်လာအမလာရောက်လာတာချက်ချင်းဒါ store ရှင်ရဲ့ဒါ website တို့နော်အာကုမ္ပဏီရဲ့ website တွေကနေပြီးတော့ PDR တွေကနေစင် disclose လုတ်လိုက်တဲ့အချိန်မှာဒီလူ investor တွေဟာဒီအမလာတွေဒီအစင်း200နဲ့တစ်ချက်ဆိုတော့နည်းတာမဟုတ်လေဘီလီယံပေါင်းများစွာ ျွန်တော်ဝင်ငွေတိုးလာမှာဖြစ်တဲ့အတွက်ဒီ share ကြီးကနော်ဒီ share အနာဂတ်မှာကောင်းမယ်ဆိုတော့ဝိုင်းဝယ်အောင်ဝိုင်းဝယ်တော့ share ကြီးတော့တက်တာနော်လောက်ထိတက်သွားလဲ25%တော့တရထက်နဲ့တက်ချသွားရဆိုတဲ့အနေထားဟိုတွေ့ရမှာဖြစ်ပါတယ်ဒါဘူရင်အတွက်တော့ဒါအဲ့နေရာတော့ကောင်းတဲ့ဖြစ်လာနော်ကဲနောက်တရက်ကြည့်အောင်နောက်တရက်နောက်တရက်ကျတော့ကျွေတလဲကျက်တကုံဆိုလိုပဲနောက်တရက်ကျဂျွန်လ7ရက်နေ့ ယောနာဆက်နေကြတော့အားလုံးပြီးတဲ့အချိန်မှာကျွန်တော်ခြေကွက်စရာဖြစ်ရအဲအင်းဒီယားပြန်เนาะကျွန်တော်အာမတာဘက်လေလေစိတ်ကနေပြီးတော့တက်တာเนาะတက်တဲ့အချိန်မှာတော့စက္ကန့်ပိုင်းပေါ့เนาะစက္ကန့်20 30လောက်တန်းပါပဲဒါလေးရင်ကပျက်စီးသွားတယ်ပေါ့เนาะအောက်ဘက်ပျက်စီးသွားတယ်ရှိသမျှပါရခီးတဲ့အားလုံးပေါ့เนาะတယောက်ပဲရှင်ပေါ့เนาะအားလုံးတည်ကြည်ကြတယ်เนาะအဲ့တော့တည်ကြည်ကြတယ်ဆိုတဲ့အချိန်ကျတော့เนาะသူတွေကဘာဖြစ်သွားကြလဲအာဒီ ဘိုးရင်းလေရင်ကဘာဖြစ်တာလဲနော်ဘိုးရင်းလေရင်ကမကောင်းလို့လားနော်လေရင်မှာဘာတွေများချိုးရင်းရက်တွေဖြစ်နေတော့တခါကျရင်ကျွန်တော်လေရင်တို့မော်တော်ကားတို့အထူးဖြင့်မော်တော်ကားတွေဆိုရင်ဥပမာကနေဒါပို့ထားတဲ့မော်တော်ကားတွေဘရိတ်ချိုးရင်းလို့ကနေဒါရောက်နေမော်တော်ကားတွေအစီးတသန်းပြန်ပြီးတော့တိန်းနေတော့ဘာကိုကြားဝယ်ရမလားနော်အဲဒါမှမဟုတ်အမေရိကန်ရောက်နေတဲ့ Nissan မော်တော်မော်တော်ကားတွေမှာဘာစနစ်ချိုးရင်းလို့အဲ့မှာရောက်နေ နော်မော်တော်ကားတွေအစင်းတောင်းစစ်ဆေးဖို့အတွက်ပြန်သိမ်းပါတယ်ဘာလို့အဲ့လိုဖြစ်တဲ့ခါကျတော့သူ့ရဲ့ဈေးတွေကျတော့ဒါလည်းအဲ့လိုလူတွေကစိုးရင်တော့ဟာဘိုးရင်းရှယ်ရတော့နော်ဘိုးရင်းပြည်နေရတော့ဘာဖြစ်လို့လဲဆိုတော့စိုးရင်ပူပန်စိတ်ကြီးဖြစ်သွားတဲ့ချိန်မှာဘိုးရင်းရှယ်ရရဲ့ရှယ်ယာဇင်းလုံးတွေကအဲ့ဒီတရက်ထဲမှာပဲ900ရာခိုင်နှုန်းပြန်ကျသွားပြီးတော့203.5ဒေါ်လာကိုကျွန်တော်ရောက်သွားဟိုနေ့ကဘာဖြစ်တော့215ဒေါ်လာနေပြီးတော့203.5ဒေါ်လာကို ကျွန်တော်ပြန်ပြီးတော့ကြာပါเนาะဒါ pre market ပေါ့เนาะ pre market ဆိုတာ official store ဈေးနှုန်းမဖွင့်ခင်အရှိမကျွန်တော် pre market ဆိုတာရှိတယ် pre market မှာဆိုရင်ရှေ့ရခိုင်နှုန်းထိတော့ရှာချင်းသွားတဲ့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်เนาะဒါကကျွန်တော်ကတော်တော်လတ်လတ်မှာပဲเนาะဝိုင်းကုမ္ပဏီရဲ့เนาะတရက်သေးဟွာချတဲ့အဖြစ်ပြက်တစ်ခုဘယ်လောက်ဒီကျွန်တော်ကတရားကြတာကောင်းလဲဆိုတော့ဟုတ်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ် ကဲဆက်ပြီးတော့ကျွန်တော်တို့အာဆက်သွားရအောင်အဲဆက်သွားအောင်ဒါလည်းကျွန်တော်တို့ကအာဒီ India Airline ဖြစ်ပြီးတော့မကြောက်ပါဘူးเนาะအဖြစ်အပျက်တစ်ခုထပ်ပြီးတော့ဖြစ်တာเนาะအဲ့တော့ join ဆက်နှစ်ပေါ့ join join ဆက်နှစ်ကတော့ကျွန်တော်တို့ကဒါအားလည်းကျွန်တော်တို့ဒီ participant အားလုံးလည်းဒီ GP ဖြစ်တဲ့အတိုင်းပဲအဲဆင်းရဲနေညမှာတော့ကျွန်တော်က history ကနေပြီးတော့ဤတန်ကိုစပြီးတော့ တက်ခိုက်ပါတယ် air strike သာလုပ်တယ်နော် air strike သာလုပ်တဲ့အချိန်ကျတော့ဘာဖြစ်လဲထုံးစံအတိုင်းပဲနော်ရေနံစင်းလုံးတွေမြင့်တက်သွားနော် step boy ဖြစ်ပြီဆိုရင်သိကြတယ်အခြားမကြည့်နဲ့ stop စင်းလုံးကလည်းမကြည့်နဲ့ step boy ဖြစ်ပြီဆိုရင်တော့သိကြတယ် middle east မှာရေနံနေဒီထိုးတက်သွားတယ်ဒီနေ့ပဲကျွန်တော်အောက်တင်းစီးတွေဒီနေ့ပဲတက်သွားတယ်မနေ့ကကျွန်တော်ရုံးကပြန်လာတော့ထည့်မလို့လုပ်လိုက်တယ်အပြင်းကြီးတာမထည့်ဘူး ီမင်းနဲ့လည်းဝင်ထက်ရောနော်အောက်တင်းစီကဘုံဆိုတက်တော့နော်အားနဲ့မေးကြည့်ရမင်းတို့ဘောကငါကလို့ဒီနေ့ဘာလို့တက်အောင်လဲဒါတောက်ကြနေဆိုတက်တက်တယ်အဲအားနဲ့မှတ်သားစရာတခုပေါ့နော်ဒီနေ့ခံရရပါတော့နော်အဲ့တော့ဒါရင်နာစင်းလုံးနေအာတက်သွားတယ်နော်အဲ့တော့အဲ့အပြင်ကိုကျွန်တော်က geo political နော်ကျွန်တော်ပြည်ဝင်နိုင်ငံရေးတင်းမှမှုကြီးပို့ပြီးတော့မြင့်တက်လာအဲ့နိုင်ငံတိုက်တာရမဟုတ်ဘူးနိုင်ငံတိုက်တဲ့ခါမှာ နော်ဒီဘက်တိုက်တဲ့နိုင်ငံမှာလည်းသူရဲ့ဘက်တော်သားတွေရှိဟိုဘက်အတက်ခံရတဲ့ဒီမှာလည်းသူရဲ့ဘက်တော်သားတွေရှိတယ်ဒါတန်ရှင်တွေဖြစ်လာဘူးနော်သူသူအုပ်စုကိုအုပ်စုအပြန်လာတန်ရှင်တွေဖြစ်လာတယ်ဆွဆွဲကြတယ်နော်ဝေဖန်ရေးတွေလုပ်ကြတယ်နော်မကောင်းတာတွေမကောင်းတာတွေဖြစ်တော့မကောင်းတာတွေဖြစ်တဲ့ခါကျတော့ကျွန်တော်ကဒါတက်တာရေနံစင်းလုံးတွေတက်တယ် investor တွေ sentiment ကြောင့် investor ကြတော့ရေနံကကျွန်တော်ကပုံနဲ့သွားဝယ်လို့မရဘူးလေနော်ရေနံပုံနဲ့သွားဝယ်လို့မရတော့ investor တွေက ဆိုရင်ထရီလာနဲ့ကလာမှာပါဝယ်လေ safe heaven access တို့ခေါ်ရပါဝယ်လေရွှေဝယ်တာပေါ့ရွှေဝယ်တဲ့ခါမှာရွှေသေးရတော့နော် automatically အဲ့ချိန်မှာဒုံးဆိုရင်ရွှေသေးကပြတ်မှ900ရယ်နော်တက်ပြီးတော့ record height ပေါ့နော် new record ဖြစ်သွားပေါ့နော်အဲ့တော့ဖြစ်တော့ပေးကြတယ်ဘီဒီမမင်းနဲ့တော့စော့စင်းလုံးတွေကတက်မလားကြမလားကြမှာပဲနော်ပေးကြတယ်ကြမပေးတယ်မမင်းနဲ့တော့အဲ့ချိန်မှာနော် တိုက်လိုက်တဲ့ချစ်ပွဲစားပြီးတော့ဖြစ်တဲ့အချိန်မှာနောက်တည့်ရက်မနေ့လင်းတော့ကြီးလိုက်တဲ့ခါကျတော့ဒေါင်းဂျုံက1.79%ကျသွားတယ်။ Standard Poor က1.13%ကျသွားပြီးတော့ Nasdaq ကတော့ကျွန်တော်1.3%ကျဆင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။နော်အဲ့တော့ဒါကျွန်တော်တို့ကဒါဒီ political tension တွေဒီစစ်ပွဲတွေပေါ့နော်ဒီလိုဟာတွေဖြစ်ပြီးဆိုရင် ကောက်ကြည့်လိုက်ပါဖွင့်ကြည့်လိုက်နော်ကျွန်တော် Bloomberg တို့နော် Yahoo Finance တို့ CNN တို့ဒုံးတို့ဖွင့်ကြည့်လိုက်သိကြရတယ်နော်ဒီရေနံအဓိကမကြည့်နဲ့ရေနံရဲ့ရွှေရဲ့ရေနံရွှေပြီးရင်နော် stock အညွှန်းဝင်နေတာကြည့်လိုက်အဲမှာရဲတွန့်နေတော့တွေ့ရမှာဖြစ်ပါတယ်နော်အဲမှာတော့ဘယ်သူတွေတက်မလဲရွှေတို့နော်မကောင်းတာဖြစ်ပြီဆိုရင်တက်ပြီးရွှေပဲနော်ပြီးရင်စစ်ပွဲဖြစ်ပြီဆိုရင်ရေနံလေးတက် နော်အဲ့တော့အမေရိကန်နဲ့ Middle East နဲ့ open နဲ့မတည့်ဘူးပေါ့နော် open open နဲ့မတည့်ဘူးဆိုရင်ဒါပိုးဘက်ကလည်းဒါသူကဒါပုံပိုင်ကောင်းကင်လာတော့ပုံပိုင်ကောင်းလှဲ့တော့လျှော့လိုက်ဒုံးဆိုတက်တာနော်အမေရိကန်ကြီးနဲ့ပြေးလည်နေပြီစစ်ပွဲလည်းမရှိတော့ဘူး peace ဖြစ်သွားပြီဆိုရင်တေချာအဲ့ဒီနာစီပြန်ကြပါနော်ဒါအဲ့တော့ကျွန်တော်တို့ကဒီ impact တွေပေါ့နော်စစ်ပွဲနဲ့နော် ပွဲရဲ့ shock တွေနဲ့ဒီလူလူတွေခံစားချက်တွေနဲ့နော်နောက်တစ်ခါထွက်ပြေးမယ်ထွက်ပြေးမယ်ဆိုတော့ရေနံဘုံကြီးခါချိတ်သွားလို့မရအောင်ဒေါ်လာတော့မှတယ်လို့သိမြင်နော်ဒေါ်လာဆိုလည်းလူတွေကများတယ်နော်ဒါတော့လူတွေကပါဝင်မယ်နော်ရွှေတုံးဝယ်မယ်ရွှေတုံးဝယ်ခါမှလိမ့်ရင်လိမ့်မယ်နော်ဒါဟိုလေးဝက်ဆုံးတနေရာမှာကျွန်တော်တို့ကအပတ်သေးပြီးထည့်ပြီးတော့ပြေးလို့ရတနေရာမှာရောင်းစားမယ်ပေါ့နော်ဒါဒီလိုလုပ်ကြဖြစ်ပါတယ် နော်အဲ့တော့ဒီ political impact ဘွယ် impact တွေနဲ့စော်စည်းဘွယ် impact တွေနော်ဘယ်လိုဆက်နွယ်နေဆိုတော့ဒီမှာတွေ့ရမှာဖြစ်ပါတယ်။ကဲအဲ့ရနေပြီးတော့စစ်ပွဲပြီးပြီးတော့နောက်ထပ်၄ရက်ဂျွန်16ဂျွန်16ကျတော့ကျွန်တော်ကနော်သူးသူးဆန်းဆန်းမဲ့ကျွန်တော်ညက်လက်ပြသလိုပါပဲနော်ကြနေရဆိုတော့ဒီနုံကပြန်တက်သွားတယ်။အဲ့ဒီနေ့မှလည်းကျွန်တော်အားလုံးသတိထားမိလိုက်တယ် တက်ရောက်လာတဲ့ participant တွေလည်းသတိထားမိလိုက်မှာဖြစ်ပါတယ်အဲ့ဒီမှာဒါအီရန်ကနေပြီးတော့ nuclear top ပေါ့နော်အမေရိကန်နဲ့သူပြောမယ်ဆိုတော့အဲ့ဒီနေရာတည့်ရက်သူကညင်ညာလိုက်တယ် nuclear top အမေရိကန်ကတတ်မှတ်ထားတဲ့နော်ဟိုတတ်မှတ်ချက်တွေကိုလိုက်နာဖို့အတွက် top ပြောမယ်ဆိုတော့သံသရှိတယ်ဆိုပြီးတော့နော်အီရန်ခေါင်းဆောင်ကပြောလဲပြောလိုက်ရောအဲ့ဒီသတင်းလည်းထွက်လာတော့နော်ချက်ချင်းဆိုလိုပဲအဲ့ဒီနေရာမှာတော့ စတော်ညောင်းဝင်နေအဲ့သုံးခုစလုံးတပြိုင်တည်းပြန်ပြီးတော့မြင့်တက်ခဲ့တော့ပါနော် Standard Poor 0.9ပြန်တက်ခဲ့တယ် Nasdaq က1.4ပြန်တက်ခဲ့နော်အဲအဲ့တည့်ရက်ထဲမှာပဲတော်မြင်လဲပြတော့နော်ပြန်တက်တယ်ပေါ့ပြန်တက်ပြီးနောက်တည့်ရက်ကျတော့နော်ဒီကအီရန်ကောင်းဆောင်ကစစ်ပွဲကအခုမှစမှာပြန်ပြီးတော့လက်တုပ်ပြန်တော့မယ်ဆိုတဲ့အချိန်မှာပြန်ပြီးတော့ကြမယ်လို့နော်အဲပြန်ပြီးတော့ ကြမယ်အနေထားပေါ့နော်ပြန်ကြနေပါเนาะအဲ့တော့အင်တာစီပြန်ကြတဲ့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တင်ပြခဲ့တဲ့အာ case study တွေပေါ့နော် case study ဒီကျွန်တော်တို့ပြီးခဲ့တဲ့ Donald Trump တမရမဖြစ်ခင်တည်းကဒုက္ခပေးခဲ့တဲ့เนาะအဖြစ်အပျက်တွေပေါ့နော်ဒီသက်တွေကြောင့် store zone တွေဘလို့ကြားခဲ့တယ်ဘယ်နိုင်ငံကိုသွားထိတယ်เนาะအဲ့တော့အဲ့ကနေပြီးတော့ပြန်ပြီးတော့เนาะ အဲ political tension တွေညှော့ွားချိန်မှာ stock ညုံငိတ်နေတာဘယ်လိုပြန်တက်လာလဲနော်အဲကုမ္ပဏီရဲ့ share ကတော့ဘယ်လိုထထိွားလဲနော်ဘိုးရင်းဆိုရင်ဘာကြောင့်တက်သွားလဲဘာကြောင့်ကျသွားလဲဆိုတဲ့ဟာမျိုးကြီးနော်စစ်ပွဲဖြစ်လို့ဘာတွေဖြစ်တယ်ဆိုတာကြီးအားလုံးကျွန်တော်မှာ case study နေနဲ့တင်ပြခဲ့ပြီးဖြစ်လို့အားလုံးလည်းဒီနေ့ပေါ်ပေါက်မယ်လို့နော်တပေါ်ပေါက်နားလည်မယ်လို့ဟောအနေနဲ့အဲယူဆပါတယ်